နေ့ကတော့ဒီကြောင်လေးကိုဘလောင်းနဲ့ဝယ်လာတယ်ဘလောင်းနဲ့ရောင်းလိုက်တယ်ဘာကြောင်ဝယ်လာလဲဆိုတော့ပြောပြပေးပါမှာဖြစ်ပါတယ်ဒီကြောင်မှာကျွန်တော်တို့ဒီအဖုံးမလေးတစ်ခုရဲ့အလဲအားဘာချက်လေးပါတယ်ဗောနော်အားတော့အရင်ပန်းရှင်ကသူလှုပ်ချင်တာလှုပ်ပြီးတော့ဈေးမကိုင်းလို့ဒါအခင်းဝိုင်းကိုပြန်ခင်းထားတဲ့ကြောင်လို့တော့ထင်မိပါတယ် ူအဲ့လိုလောက်လိုက်တာခါကောင်းကောင်းတော့ဒါပေမဲ့ရှေးရအပေါက်ကဒီကဘက်ကဝါရှာဖောက်ထားတဲ့ site လောက်ပါအဲ့ဒီဝါရှာဖောက်ထားတဲ့ site လောက်မှာကြောက်ရဲစားလာပြတာပေါ့နော်ဒီချာကြည့်ကြည့်လိုက်ပါသူဖောက်ထားတဲ့ဘေးနာမှာကြောက်စားကြောက်စီလေးကမဆိုးဘူးဗျအဲ့ဒါနဲ့ဒီကြောက်ကသူဝါရှာမှားဖောက်တယ်ပေါ့နော် တကယ်တော့လက်စွပ်လုံးအောင်ပေါ့ကြောက်ကကျွန်တော်ဖြတ်ကြည့်ကမှထင်းတယ်လို့မဖြစ်ဘူးပေါ့ဒီကြောက်ကဖြတ်လေအောက်ရောင်ရင်ရော့လေနေပေါ့ဒီထင်းတယ်လို့မဖြစ်ပေမဲ့ကြောက်ကနှစ်ကွင်းတော့အကောင်းတော့ထွက်တယ်ပေါ့နော်မဆိုးဘူးနော်ကြောက်ရဲ့ဒီဖောက်ရုပ်လေးနဲ့ကြောက်စီလေးတွေကတော်တော်လေးမဆိုးဘူးလို့ပြောမှာပါကျွန်တော်ဒါနှစ်သိန်းကွင်းနဲ့ဝယ်ခဲ့တာပေါ့နော်ဒါမှမဟုတ်ဒီတကွင်းနဲ့တော့ကျွန်တော်အရင်ရောအမြန်ရောမှန်းထားတယ်ပေါ့အာဒီကောင်ကတော့သွေးပြီးတဲ့ရုပ်ပေါ့သွေးပြီးရုပ်ရဲ့နည်းနည်းလေးကြောက်မှာယောဂါလေးပါလာပါတယ်ပြစ်ချက်လေးပေါ့မှဲ့လို့လို့ ဟိခီလိုလိုပုံစံမျိုးလေးဘာလဲအဝဲမလိုက်ဘူးလို့ပဲနည်းနည်းပြောရမှာပေါ့နော်ကျွန်တော်လက်တန်းတကွင်းတသိန်းတသိန်းခွဲပဲထပ်ပါတယ်ကျွန်တော်မှန်းတာဒီခေါင်ခွင်းတကွင်းနဲ့ AC 3သိန်းလောက်ကတော့ရမယ်ဆိုပြီးမှန်းတာပေါ့ဒီတော့ကလက်တန်းကိုတသိန်းချို့ဆိုတောင်းပါ တကယ်ကိုကိုပိုင်ကြောက်တိုက်ရတာအာယုံအရန်ကြောက်ပါတယ်ကျွန်တော်ပွက်တိုက်တဲ့နေရာမှာဒီပြောနေတဲ့စကားတုံးရှိပါတယ်မင်းပွက်တိုက်တာလက်နှံ့ပြီလားအဲကျွန်တော်ပြန်ပြင်ငါတို့ပွက်တိုက်စရာစီပင်နဲ့ရဲပဲကျန်တော့ရေဆိုပြီးတော့အဲ့လိုပြန်ပြောပါတယ်ထားတော့ရှောက်ပြခဲ့တယ်ငါးသိန်းထီရောက်သွားတယ်ပေါ့ဗျာကျန်တဲ့တူစားဖောက်ဆန်တဲ့ဆိုကျွန်တော်ကြက်ကြီးဝိုင်းတော့ပြန်ရတယ်ကျွန်တော်တို့ဒီပုံမှန်လက်တန်းထွက်နေတဲ့ကြောက်တူဈေးအောင်တိုက်ရှင်တဲ့ခါမှာဒီတဒန်းချင်းတူးချင်းလိုက်ပြတာကဒါအကောင်းဆုံးနီးလန်းလိုပဲထင်ပါတယ်ဟိုမှာပေးခြင်းနဲ့မဆေးရကျွန်တော်တို့ဈေးကွက်လည်းမနိုင်ဘူး ဒီလှုပ်ချက်လည်းမပိုင်ဘူးဆိုဆန်းလုံနေတော့အလကားပဲဗျ။အဲ့လိုပြောလဲဆိုကျွန်တော်ဒီเจ้าကဆားလုံကနေဒီပိုင်းရှင်ကကျွန်တော်ဆန်းပြီးသားဝါချဖောက်တာပေါ့။ तू လှုပ်ချက်မာวะ။အဲ့လို तू လက်စုပ်ဖောက်ခဲ့ရင်တော့မှကျွန်တော်လည်းလှုပ်ချက်တူမှာမဟုတ်ဘူးဗျ။လှုပ်ချက်တူခဲ့ရင်တော့မှ तू ပွဲသားပင်အဲ့เจ้าကဒီလောက်ဈေးရောက်မှာမဟုတ်ဘူးဗျ။ကျွန်တော်ပေးခြင်းနဲ့မက်ဆေ့ကဒီဝဲရရောင်းတာလည်းမဟုတ်ဘူး။ဘာလို့လဲဒီကျွန်တော်ဒီဈေးကွက်မျှပေးတယ်ဒီဒါကျွန်တော်ဘလို့လှုပ်တင်လဲဆိုတာပြတဲ့ပုံမှာကျွန်တော်ဝေဖန်တဲ့လူတွေကိုကျွန်တော်ပြောပြခြင်းတာပါ။အဲ့မှာကျွန်တော်တို့ဝဲခဲ့တယ်ဝဲလို့ရခဲ့ဆိုတော့ကျွန်တော်တို့အမြင် င်ဆုံးပေးလို့အဲ့ကြောက်ကရားခဲ့တာပြောရမယ်ဆိုလှုပ်ချက်တွေတည်နေလို့ကိုဝင်လိုက်လို့ရင်လေကိုလိုဖြစ်ချင်မှဖြစ်မှာလူရဲနေရတာကမှမတော်နိုင်ဘူးဗျာသူတော်တဲ့နေရာမှာရှိမယ်သူညံ့နေရာရှိမယ်အဲ့ဒါမျိုးဒီကြောက်လောကကအရန်နည်းနည်းလို့နေပေါ့ဗျာ ဒီကိုအစင်မပြေတိုင်းသူများတွေကိုလိုက်ပြီးတော့ဖူးနေမယ်စားဒီကိုရဲ့လမ်းကြောင်းလေးကိုပြောင်းကြည့်လိုက်ပါဒါတော့ brother ကိုဒီကျွန်တော်အကြံပေးတာဟိုတည့်မှာဒီ line ပေါ်မှာသူများတွေကလှုပ်ပြနေရာနီလန်နဲ့ဖောင်းနေကိုကဒီထိုင်ပြောတယ်ဒီလောကမှာအစင်မပြေတဲ့လူတွေကတန်ထွက်ပြီးအစင်ပြေတဲ့လူကတိတ်တိတ်လေးနဲ့သူ့ဘာသူလမ်းကြောင်းတောင်းနေကြပါအားလုံးဆုံးထိကြည့်ပြီးကျေးဇူးတင်ပါတယ်ဗျာ